တယ်လီကျမ်းမာရဲ့ကျမ်းမာရေးပညာပေးအစီအစဉ်ကကြိုဆိုပါတယ်အားလုံးပဲမင်္ဂလာပါကျမကတော့ဒေါက်တာဆန္ဒကူပါကျမဒီနေ့ပြောပြမှာကတော့ very good vein လို့ခေါ်တဲ့ခြေထောက်သွေးကြောထုံယောဂအကြောင်းပဲဖြစ်ပါတယ်ခြေထောက်မှာဘာလို့သွေးကြောထုံတာလဲခန္ဓာကိုယ်အောက်ပိုင်းခြေထောက်ကသွေးတွေဟာနှလုံးစီပြန်သွားဖို့ပုံမှန်အားဖြင့် ခြေသလုံးကြွက်သားတွေကနှိမ့်ပို့ပေးတယ်လို့သွေးတွေကအောက်ပြတ်မကျစေဖို့မအိုင်စေဖို့ကိုလည်းသွေးပြန့်ကြောအတွင်းမှာ အဆိုရှင် one way ဖက်လေးတွေခံပြီးလဲတားပေးထားပါတယ်။အဲ့ဒီအဆိုရှင်လေးတွေမတန်မာတော့ရင်ဒါမှမဟုတ်မလုံတော့ရင်သွေးတွေကအောက်ပြန်စီးကြပြီးခြေထောက်မှာသွေးတွေအိုင်လာက ခြေထောက်သွေးကြောထုံယောဂါတနည်းအားဖြင့်သွေးကြောဖောင်းယောဂါခြေထောက်သွေးကြယောဂါဖြစ်နိုင်ပါတယ်။ဘလို့လူတွေမှာဖြစ်များလဲအမျိုးသမီးတွေကအမျိုးသားတွေထပ်ပို့ပြီးတော့ဖြစ်များပါတယ်။အသက်ကြီးလာတာနဲ့အမျှဖြစ်ဖို့ရာဂိုင်းနှုံများလာတတ်ပါတယ်။ဒါပေမဲ့အသက်၁၈နှစ်အရွယ်ကလေးကလည်းစတင်ဖြစ်နိုင်ပါသေးတယ်။ အထူးသဖြင့်ဝါရဲသူတွေကိုဝင်ဆောင်မိခင်တွေမိသားစုမှာထိုယောဂါရှိဘူးသူတွေစိတ်လိတ်တော့သူတွေဝမ်းချုံတက်သူတွေအလုံးမှာအချိန်ကြာကြာမတက်ရက်ပြီးအလုံးလုံးရတဲ့သူတွေဥပမာចောင်းဆရာဆရာဝန်သူနာပြု စတိုးဆိုင်ဝန်ထမ်းတွေမှာဖြစ်လေရှိပါတယ်ဖြစ်တတ်တဲ့လက္ခဏာတွေကတော့ဥစွာခြေောက်မှာအပြာရောင်တန်းနဲ့သွေးကြောထုံးလေးတွေကိုပင်ခုမြင်ခဲ့သူစပြီးတော့တွေ့ရတတ်ပါတယ်မတက်ရက်တဲ့အခါမှာပိုပြီးထင်ရှားလာတတ်ပါတယ် ပထမပိုင်းမှာ6ရောက်ကလေးသလိုသာခန်းစားရပြီးတခါတရံပူတက်ပါတယ်။နာကျင်ခြင်းတော့မရှိပါဘူး။နောင်သွေးကြောထုံကြီးလာတာနဲ့အမျှနာပြီးရားရက်လာနိုင်ပါတယ်။ရှားလို့ကုတ်တဲ့အခါအနာဖြစ်သွားပြီးထိုးနာရီဟာပျောက်ဖို့အလွန်ခက်တတ်ပါတယ်။ခြေမျက်စိနားမှာဖြစ်များတတ်ပါတယ်။သွေးကြောထုံဖြစ်များတဲ့နေရာတွေကတော့ခြေချင်းဝက်မှတစ်ခေါက်ကွေးသို့မဟုတ်ပေါင်ရင်းအထိဖြစ်နိုင်ပါတယ်။အတွင်းဘက်ပိုင်းခြေသလုံးတစ်လျှောက်မှာပိုပြီးတော့ဖြစ်များပါတယ်။ မိမိကိုယ်တိုင်ခရူးဆိုင်လုံးနိုင်သောကုသမှုတွေကတော့မတ်တက်မလုံးမရှက်အကြကြီးရဲ့ချင်းကိုတတ်နိုင်သလောက်ရှောင်ပြီးခြေောက်ကိုမကြခဏအကွေးဆန့်လုပ်ပေးတာခြေောက်ကိုခဏကိုအထက်မြှောက်ထားတာဒါမှမဟုတ်ခုံတစ်ခုခုပေါ်တင်ထားတာမတ်တက်အကြကြီးရရမယ်ဆိုရင်စတော့ကင်ဂျိုတင်ဝစ်စင်နာစရရီကိုလှူဆောင်ပေးရပါမယ်ထားပြင်ရရရနဲ့အခါကုတ်တာကိုရှောင်ကျင်ဖို့လည်းအရေးကြီးပါတယ်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးခြင်းသွေးကြောထုံးနဲ့ခြေောက်သွေးကြရလို့ယူဆမိရင်ဆရာဝန်နဲ့ပြသတိုင်ပင်သင့်ပါတယ် တိမ်မဆိုးသေးရင်အထက်ပေါ်ပြပါကိုရိုင်းလိုင်းနာရဲ့များကိုဆောင်ရွက်ပြီးတောက်ဆေးနဲ့ပိုးမဆိုးအောင်ထိန်းထားနိုင်ပါတယ်။လိုအပ်မှသာဆရာဝန်ကခွဲစိတ်ကုသဖို့အကြံပေးမှာဖြစ်ပါတယ်။ခွဲစိတ်ကုသမှုအကြောင်းတီကောင်းစရာတွေကိုဆက်ပြောပြပေးမယ်နော်။ခွဲစိတ်ရမယ်ဆိုရင်တော့အဓိကအကြောင်းရင်းဖြစ်တဲ့အဆိုးရှင်မကောင်းတဲ့သွေးပြန်ကြောတစ်ခုလုံးကိုဖယ်ရှားမှသာပြောင်းကင်းနိုင်မှာပဲဖြစ်ပါတယ်။ပြောင်းကင်းသွားတယ်ဆိုပေမဲ့လည်းကြံရှိနေတဲ့သွေးပြန်ကြောရဲ့အဆိုးရှင်မကောင်းရင်လည်းပြန်ဖြစ်နိုင်ခြေများပါတယ်။ ဒါကြောင့်အပေါ်မှာပြောထားတဲ့လိုက်နာရှောင်ကျင်ရမယ့်အချက်တွေကိုခွဲပြီးရင်လဲဆက်လက်လိုက်နာဆောင်ရွက်နေရမှာပါနောက်ဆက်တွဲလက္ခဏာဖြစ်တဲ့အနာဖြစ်မှခွဲမယ်ဆိုရင်တော့အနာကျက်ဖို့ကိုအတော်လုံးယူပြီးမှသွေးပြန့်ကျော်ကိစ္စကိုကုသရမှာမို့မလိုအပ်ပဲနာတာရှည်စီမှာဖြစ်ပါတယ်ဒါကြောင့်ခြေထောက်မှာသွေးကြောထုံးလေးတွေစသတိထားမိပြီဆိုရင်နားလေတကြွနဲ့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီးပိုဆိုးမလာအောင်စောစီးစွာကုသအသင့်ပါကြောင်းတိုက်တွန်းရင်းဤကုန်းချုပ်အပ်ပါတယ်နော် တယ်လီကျမ်းမှာမှလည်းပိတ်ရက်မရှိဆရာဝန်များနဲ့အွန်လိုင်းမှာအခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ကျမကတော့ဒေါက်တာဆန်နကူပါ။မြမပြည်သူပြည်သားများအားလုံးဆေးရနာရှင်စနစ်ဆိုးအောင်မှမြန်ဆုံးလွတ်မြောက်ပြီးစိတ်ရောကိုယ်ပါကျန်းမာကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ရေးတော်ပုံအောင်ရမည်။ဝင်ရောက်ကြည့်ရှုပေးသူတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်။ကျွန်တော်ရဲ့ channel မှာကျန်းမာရေးအသိပညာနဲ့ပတ်သက်တဲ့ video တွေကိုဆင်ဆက်မပြတ်တင်ဆက်သွားမှာဖြစ်တဲ့အတွက်ကြောင့် subscribe လုပ်ထားကြပါအောင်လို့တိုက်တွန်းချင်ပါတယ်ခင်ဗျာ။